2025ခုနှစ်အတွင်းအမြင့်တမီစားဆောင် အကယ်ဒမီစုအတွက်အပြန်ရေပန်းစားနေတဲ့နာမည်ကြီးမင်းသမီးလေးရောက်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။နှစ်တနှစ်အကုန်ဆုံးဖို့ဤကလာတဲ့အချိန်မှာမြမရုပ်ရှင်လောကအတွက်အကယ်ဒမီစုပေးပွဲကလည်းနီကလာပါတယ်ဒီလိုမျိုးအကယ်ဒမီစုအတွက်နီကလာတာနဲ့အတူအကယ်ဒမီစုကိုဘယ်မင်းသားမင်းသမီးတွေကရမလဲဆိုတာကငင်းခုန်ဖြစ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်အထူးသဖြင့်မင်းသမီးတွေကြားထဲမှာအမျိုးသမီးစားဆောင်အကယ်ဒမီစုကိုဘယ်သူကရမလဲဆိုတာရေပန်းစားနေတာပါ ိတ်တက်တွေကလည်းကိုရှစ်သက်အမင်းသမီးကိုရစေရှင်ကြတာတပါဝပါပဲမနေ့ကဆိုရင်တော့အမျိုးသမီးစားဆောင်အကယ်ဒမီစုကိုမိုးဟေကိုဝုံမှုံချွေနဲ့မိမိကိုကိုတို့ကအပြန်ဒီပန်းစားခဲ့တာဖြစ်ပါတယ်ဒီထဲကမှအမျိုးသမီးစားဆောင်အကယ်ဒမီစုကိုတိမ်ပကြီး ရုပ်ရှင်စကားကြီးနဲ့အတူဝုံမှုံချွေကရရှိသွားပါတယ်အခုလဲဒီနှစ်မှထိတ်တန်းမိမိ၃ယောက်ကအကယ်ဒမီစုရဖို့ရေးပန်းစားနေတာပါဒီဘီဒီယိုထဲမှာတော့ အခုနှစ်အတွင်းအကယ်ဒမီစုရရှိနိုင်တဲ့မင်းသမီးတွေကိုတင်ဆက်ပေးမှာပါ။နံပါတ်၄ဖွေဖွေအခုနှစ်မှာအကယ်ဒမီစုရရှိနိုင်တဲ့မင်းသမီးတလက်ကတော့ဖွေဖွေဖြစ်ပါတယ်။အနည်းပညာအလုပ်တွေကိုအချိန်အကြာကြီးရနာထားတဲ့မင်းသမီးဖွေဖွေဟာမင်းသားအလေးရောင်နဲ့အတူဒရိုက်တာဝိုင်းရိုက်ကူးထားတဲ့ကန့်ကွန်နီရုပ်ရှင်ဇာတ်ကားကြီးနဲ့ဘိတ်သက်တွေရားထဲကိုပြန်ရောက်လာတာပါ။ဖွေဖွေရဲ့တရုပ်ဆောင်ချစ်တွေကပြောစရာမလိုအောင်ကောင်းမွန်လွန်ပါတယ်။ကန့်ကွန်နီဇာတ်ကားမှာတော့အရှိအဦးကိုနှစ်တွေအကြာကြီးရှေ့ရတဲ့သူအဖြစ်နဲ့ ဖူဖွေးကရုပ်ဆောင်ထားတာကြောင့်အကယ်ဒမီစုရမလားဆိုပြီးတော့လူပြောများနေတာပါ။ဖိတ်သက်တွေကတော့ဖွေးစိန်လေးကိုရစေရှင်နေကြပါပြီ။နံပါတ်3ခင်ဝင်းဝါငငယ်ရရွယ်နဲ့ကလေးအမေတခုလအမုတ်ဆိုးမှဆိုပေမဲ့ရွာကသူကိုအနိုင်ကျက်တဲ့လူရန်ကကို ပြန်ပြီးတော့တုတ်ပြန်ကတားကိုရှင်ပြူပေးနိုင်ခဲ့တဲ့အမေတယောက်ရဲ့ခရိုက်တာကိုအပိုင်နိုင်ဆုံးပြုတ်ဆောင်နိုင်ခဲ့လို့ရှိကျူးခံရတာကတော့ပြုတ်ဆောင်မင်းသမီးလေးခင်ဝင်းဝါပါ။ခင်ဝင်းဝါကပုံမှန်ဆိုရင်နင်းနူးညညနဲ့ ရှစ်စရာကောင်းပေမဲ့ပြောတန်ရုပ်ရှင်စာကားမှာတော့ခရိုက်တာစည်းမျိုးမှုနဲ့အတူမင်းသားနေဝင်တဲ့အပြိုင်တရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ဒါဟာတမရဲ့အနုပညာမှတ်တိုင်တစ်ခုလို့တောင်ပြောလို့ရပါတယ်။ဒါကြောင့်လေခင်ဝင်းဝါကဒီနှစ်မှာအကယ်ဒမီစုရနိုင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့နာမည်ကြီးနေပါတယ်။နံပါတ်1ဝန်းမောင်ချွေကြီးမနေ့ကအသိပ္ပကြီးစကားနဲ့အကယ်ဒမီစုရခဲ့တယ်လို့ဒီနှစ်မှာကိုယ်တိုင်ထုတ်လို့ရိုက်ကူးထားတဲ့အနောက်ဝင်တဲ့စကားနဲ့ အကယ်ဒမီစုရမယ်ဆိုပြီးတော့မျှော်မှရှင်းခံနေရတာကတော့ဝမွန်ရွှေကြီးပါ။ဝမွန်ရွှေကြီးကဒီနေ့မှတော့တစေတရေဝိညာဉ်တွေကိုမြင်နိုင်တဲ့အမျိုးသမီးနောက်ဆုံးကိုရှိရသူကတည်သွားတဲ့ဝိညာဉ်ကိုမပြောရပဲရှစ်သူအတွက်မတရားမှုတွေကိုဖြစ်ရှင်းပေးတဲ့ခရိုက်တာကိုအကောင်းဆုံးပုံဖော်တိုးဆောင်ထားနိုင်ပါတယ်။မျိုးလုံးအကြည့်တွေကအစအသက်ပါလွန်လာပါတယ်။ဒါကြောင့်လဲဒီနေ့အကယ်ဒမီကဝမွန်ရွှေအတွက်စဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။နံပါတ်၁စုပြည့်တစဉ် အကယ်ဒမီစကတ်တင်စီရင်ထက်ဝင်လာတာကမကြတဲ့ခင်ကပူပူနွေ့နွေ့မင်္ဂလာဆောင်လိုက်တဲ့မင်းသမီးလေးစုပြတဲ့စဉ်ဖြစ်ပါတယ်။စုပြတဲ့စဉ်ဟာတစ်ခေတစ်ခါကနာမည်ကြီးအောင်မြင်ခဲ့တဲ့ပန်းမြိုင်အလယ်ကဥယင်မိုးရီမိတ်ရုပ်ရှင်ကားကိုမင်းသားမင်းမြတ်နဲ့အတူတွဲပြီးတော့ကျုံဆောင်ထားပါတယ်။ဒီရုပ်ရှင်စာကားကယုံမတင်ရသေးပေမဲ့စုပြတဲ့စဉ်ရဲ့တရုပ်ဆောင်ချက်က အကယ်ဒမီမှတ်လို့ရကြောင်းကိုထွေလာတွေထဲကထင်ထင်ရှားရှားမြင်ရပါတယ်။ကန်ဝဲကားကိုပြန်ရိုက်တာကြောင့်တာဝန်ကြီးပေမဲ့ဒီမှာကတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ဒါကြောင့်လဲဆိုပြတဲ့စင်ဟာအခုနှစ်မှာအကယ်ဒမီစုရနိုင်တဲ့မီနီမီဖြစ်မလားဆိုတာစောင့်ကြည့်ရမှာပါ။အခုပြောပြခဲ့တာကတော့မကြာခင်အကယ်ဒမီစုရနိုင်တဲ့မီနီမီလေးယောက်အကြောင်းပါ။ဒီမင်းမီးတွေထဲမှာဘသူကအကယ်ဒမီစုနဲ့ထိုက်တန်တယ်လို့ထင်လဲကိုရဲ့ရှစ်တော်တွေအတက်မှရှစ်ပေးခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြတဲ့အတွက် ပိတ်တက်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရှင်